်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းဆလင်းမြို့အထွတ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိမ်းစခန်းငယ်ကိုမိုင်းခွဲတိုက်ခိုက်ရာဗိုလ်မှူးမိုးဝင်ရန်လင်းအပအဝင် စစ်ကောင်စီတပ်သား6ဦးပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ4ရက်နေ့ည9:35မိနစ်ခန့်မှာစလင်းမြို့တောင်ဘက်အထွက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဂိတ်ချထားတဲ့စခန်းငယ်တစ်ခုကိုတော်လိုင်းတပ်ဖွဲ့များကအပြင်းစားမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဘုံမူမိုးဝေရန်လင်းအပါအဝင်စစ်သား6ဦးပွဲချင်းပြီးတိတ်ဆုံးပြီးတော့စစ်သားအလောင်းများကိုလူနာတင်ကားများနဲ့ဆလင်းစေးရုံကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။ဆလင်းမြို့တောင်အထွက်က အကြမ်းဖက်စစ်ခွေးတွေဂိတ်ချထားတဲ့စခန်းငယ်တစ်ခုကိုကျွန်တော်တို့အပြင်းစားမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ မိုင်းဖောက်ခွဲမှုအတွင်းမှာအကြမ်းဖက်စစ်ခွေးအုပ်စုကဘုံမူမိုးဝေရန်လဲအပါအဝင်6ဦးနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်စစ်ခွေးအလောင်းတွေကိုလူနာတင်ကားနဲ့စလင်းစေးရုံကိုတဲသွားတယ်လို့ပြည်သူညီနောင်စလင်းအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုစလင်းမျိုးပြ UG ကြားပေါအဖွဲ့ပြည်သူလုံခြုံရေးပလာဖာယာယီဗမာတပ်တော်ဗမာအာမေနဲ့ပေါတောင်ပိုင်းဂျမားရေးတူနာပြုတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းတရက်မင်းလှလမ်းပိုင်းမှာအကြမ်းဖက်စစ်ခွေးတွေရဲ့လှည့်ကင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိပြီးတော့ရုပ်အလောင်းများနဲ့ဒဏ်ရာရရှိသူများကိုတရက်ဆေးရုံကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ညနေ6:38မိနစ်ခန့်မှာတရက်မင်းလှလမ်းပိုင်းမှာရှိတဲ့တရက်မြို့နယ် တစည်းကောက်ကြေးပါအနီးမှာဗော်ရဲစခန်းကပတ်ကင်းလှည့်နေတယ်အကြမ်းဖက်စစ်ခွေးများနဲ့တော်လိုင်းတပ်ဖွဲ့များ9မိနစ်လောက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးများထိခိုက်သေးဆုံးမှုများပြားပြီးတော့စစ်ခွေးမသားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့သူတွေကိုတရက်ဆေးရုံကိုတည်ဆောင်သွားကအရေးပေါ်စေကူတာနေရတယ်လို့သိရပါတယ် တေဆုံးသွားတဲ့စစ်ခွေးအရေးအတွက်ကိုလည်းဆက်လက်ပြီးတော့စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ6ရက်နေ့မနက်7:40မိနစ်ခန့်မှာတရက်မင်းလာလမ်းပိုင်းမှာရှိတဲ့မင်းလာမြို့နယ်လက်ခုပ်ပင်ကြီးရွာအနီးမှာ လင်းကဲရဲစခန်းကနေပတ်ကင်းလှည့်နေတယ်အချမ်းပတ်စစ်ကောင်းစီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များ၁၀မိနစ်ခန့်ထိပ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအချမ်းပတ်စစ်ခွေးများထိခိုက်ဒိဆုံးမှုအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတွေကအရက်သားကားတွေကိုတုံးပြီးတော့သွာလာနေကြတာကြောင့်ပြည်သူတွေအနေနဲ့လမ်းပိုင်းဆိုင်ရာသတိပေးချက်တွေကိုလိုက်နာပေးကြဖို့ပြောချင်ပါတယ်လို့ United States of Burma Army USBA ကတာဝန်ရှိသူကပြောပြထားပါတယ် အဲ့ဒီထိတွေ့တိုက်ပွဲများအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နိုင်တဲ့အတွက်ကြောင့်တရက်မင်းလာလမ်းမိုက်မှာရှိတဲ့ပြည်သူများအနေနဲ့သတိဝိရိယနဲ့သွာလာနေထိုင်ကြရန် United States of Burma Army USBA တပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်ရွာကုန်းကြီးရွာနားမှာရှိတဲ့ရေနံချက်ဖိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်လေရင်နဲ့ပြစ်ခတ်ဘုံကျဲသွားတဲ့အတွက်စီပေပါများကားများနဲ့ဆိုင်ကယ်များမီးလောင်ကျွမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ6ရက်နေ့မနက်6:00ခွဲအချိန်မှာအကြမ်းဖက်စစ်ခွေးတပ်က ဘာတိုက်ပွဲမှာမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗယ်ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးဆိုင်ကယ်နဲ့ကားတွေအပြင်စီပီပါတွေတော့မီးလောင်သွားတယ်ရေနံချက်ဖို့ကိုဘုံကျဲသွားတာလို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗယ်၎င်းဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘဲအချိန်ကြာမြင့်စွာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစားဖေကုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ6ရက်နေ့မနက်7:00နာရီကျော်ကမှအကြမ်းဖက်စစ်ခွေးတပ်ကဖေကုံမြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကောင်းဤရွာအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ မနေ့ကမနေ့ဆက်တနားကြီးကျော်မှာဖေကုံမြို့နယ်အနောက်မြောက်ချမ်းခေါင်းဤရွာအနီးနားကိုကျဲချသွားတာပါလေရင်နဲ့ဘုံကျဲချသွားတာပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေတာတွေစစ်ပေးဆောင်အရေးကုညီပေးနေသူတို့ကပြောပြထားပါတယ်အလားတူပဲမကွေးတိုင်းပေါ့မြို့နယ်မှာပခုတ်ကူတမတရားတက်ကနေတက်လာတယ်အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဆက်တက်လေထီနှစ်စီးကကျဲရွာများကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်ဘကိုးတိုင်းကျွမင်ကောင်းမြို့နယ်ညောင်မင်အိုင်ကြီးရွာမူလာရန်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။ဇူလိုင်လ၄ရက်နေ့မိုးလယ်၂နာရီခန့်မှာအုပ်ဖုံမြို့နယ်ဝိုင်းအိုစုကြီးရွာအတွင်းမှာတပ်ဆွဲနေထိုင်တဲ့ ်အကြမ်းဖက်စစ်ခွေးတွေကဘာတိုက်ပွဲမှာမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာဂျိုးမင်ကောင်းမျိုးနဲ့ညောင်မင်အိုင်ချေးရွာမူလာရန်ကျောင်းကိုကြောက်ရောက်ပေါက်ကွဲပြီးတော့ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ကြောက်တန်ရွာကိုလည်းအကြမ်းဖက်ဆက်တက်ကမနေ့ကမနေ့အစောပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမနေ့တနအီကျော်လောက်မှာကြောက်တိုင်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကဘာတိုက်ပွဲမှမရှိဘဲနဲ့လေရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ခဲ့ပြီးတော့ပြည်သူတွေထိခိုက်မှုရှင့်မရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။မနေ့ကမနေ့အစောပိုင်းတနအီကျော်လောက်မှာကြောက်တိုင်ရွာကိုလေရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်သွားပါတယ်။ပြည်သူတွေထိခိုက်မှုရှင့်မရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲသခိုင်းတိုင်းကောလင်းခရိုင်ကောလင်းမြို့နယ်အနောက်ချမ်းရွာကုန်းကြီးကျေးရွာနဲ့ကောလင်းမြို့နယ်နဲ့ကျွန်းလာမြို့နယ်အဆက်တနေရာကို အကြံဖတ်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်း Calling Revolution KR ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မနေ့ကဇွန်လ6ရက်နေ့မနက်6:00နာရီခွဲအချိန်က Calling မြို့နယ်အနောက်ချမ်းရွာကုန်းကြီးကြီးပါကိုအကြံဖတ်စစ်ခွေးတပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကတိုက်ပွဲဖြစ်ပွားခြင်းမြေပြင်ထိုးစစ်ဆင်တိုက်ခတ်ခြင်းမရှိဘဲအကြောင်းမဲ့တပ်တပ်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲသွားပြီးတဲ့နောက် Calling မြို့နယ်နဲ့ ကျွန်းလာမြို့နယ်အစပ်ဘက်ကိုဥတီပြီးတော့ပြန်တန်းသွားကမနက်6:35မိနစ်မှာထပ်မံဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြည်သူထိခိုက်မှုအဆောက်အုံများပျက်စီးမှုကိုသိရှိနိုင်မှုအတွက်ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူလူထုကိုပြစ်မှတ်ထားကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများအဆက်မပြတ်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလမ်းများကိုလိုက်နာပေးကြပါရန်နဲ့ ဘုတ်ကိုကျင်းများကိုခိုင်ခိုင်မာမာတူးထားကြရန်တော်လိုင်းအဖွဲ့များကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဟ ோம் မလင်းမြို့နယ်မှာ PDF တပ်ဖွဲ့ထံကိုလက်နက်ခဲအများယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား18ဦးကိုအခမ်းအနားနဲ့ကျိုးစုပ်ဂုံပြုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာခန်းဒီခိုင်ဟ ோம் မလင်းမြို့နယ်နယ်မြေအတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုအဖွဲ့အစည်းများဖြစ်တဲ့ခန်းဒီခိုင်အမှတ်1အမှတ်2အမှတ်3အမှတ်4တပ်ရင်းနဲ့ ဟောမလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတိုင်းနယ်၃ပကဖတိုင်းနယ်၅ပကဖအဖွဲ့အစည်းများထံကိုလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား၁၈ဦးကိုတော်လိုင်းတပ်ဖွဲ့များကအခမ်းအနားနဲ့ကျိုးစိုးဂုံပြုခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ရင်ဝင်ကိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများကိုကျိုးစိုးဂုံပြုခြင်းစုချင်းဝင်များပေးအပ်ခြင်းအလင်းဝင်လာတဲ့ရဲဘော်များကလက်နက်အနှံ့ချင်းများကိုပြုလုပ်ခဲ့ပြီးတော့ဟောမလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖရဲ့ပင်လုံခန်းမောင်မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီဂုံပြူပွဲအခမ်းအနားကိုခန်းဒီခရိုင်ကိုကဲရေးကတာဝန်ရှိပုဂ္ဂိုလ်များခန်းဒီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအဖွဲ့ဝင်များ ခန်းနိခိုင်အမှတ်1 234ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုက်ရဲများကတောင်ရှိပုံကုန်များဟ ோம் မလင်းမြို့နယ်ဘက်ကပါတိုက်နယ်ကြေးရွာဘက်ကဖအဖွဲ့ဝင်များဟ ோம் မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ခံများစိုးမိုးဒေသအတွင်းမှာရှိတဲ့ပြည်သူများစီးပွားရေးလုပ်ငန်းရှင်များအားလုံးတက်ရောက်ပြီးတော့အလင်းဝင်လာတဲ့ရဲဘော်များကိုပေါင်းတောင်းဖြဖြကြိုးဆိုခဲ့ကြတယ်လို့သိရပါဗါးစစ်အာဏာရှင်စနစ်ဆိုးကိုအမြင့်ဖြတ်နိုင်ဖို့အတွက်ကြံနေသေးတဲ့စစ်ကောင်စီတွေ SNL ရဲဘော်များကလည်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာန အမတ်တက်စစ်ဒေသအတွင်းမှာရှိတယ်။နိဆိုင်ရာတိုင်ရင်တပ်ဖွဲ့တွေကိုဆက်သွယ်ပြီးတော့ပြည်သူရင်ဝင်ကိုအလင်းဝင်ရောက်နိုင်ပါတယ်။တော်လိုင်းအင်အားစုများဘက်ကလည်းပြည်သူများနဲ့အတူပူးပေါင်းလာမယ်။စစ်ကောင်စီ SNA ရဲဘော်များအားလုံးကိုကြိုးစုံလျက်ရှိပါတယ်လို့ Homeland မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ